မှန်တဲ့စကားတွေပြောပါစက်တည်မင်္ဂလာရှိတဲ့စကားတွေပြောပါအကျိုးရှိတဲ့စကားတွေပြောပါဟုတ်တယ်နော်နာချမ်းသာဝယ်စကားတွေပြောပါ ချစ်ချင်းနစ်သက်ဖွယ်စကားတွေပြောပါညီညွတ်မဲ့စကားတွေပြောပါငြိမ်းချမ်းမဲ့စကားတွေပြောပါမှန်ကန်တဲ့သစ္စာစကားတွေပြောပါတဲ့မှန်တိုင်းနဲ့မပြောနဲ့ပါတယ်လေဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ဓမ္မတုဒ္ဒရှင်လည်းမအသိပညာဘုဒ္ဓတရားဘုရားတရားတော်များကိုကြားဝင်ပြီးတာဝန်ပေးခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားကဒီဝစီကံနဲ့ပတ်သက်လို့ဇကားနဲ့ပတ်သက်လို့များစွာဟောခဲ့ပါတယ်။အဲ့ဒီအထဲမှာဒီမှတ်သားစရာကတော့နောပရိဒတ်ရေဇကား၃မျိုးရှိတယ်။ဇကားဘယ်နှမျိုးတိုက်ဆိုလိုက်ပါကုထာပါဠိမစင်နဲ့တူတဲ့ဇကားပုဗ္ဗပါဠိ ပန်းနဲ့တူတဲ့စကားမတူပါဏိပြားရည်နဲ့တူသောစကားစကားဘယ်နှမျိုးလဲလိုက်ဆိုလိုက်ပါနန်တဲ့စကားမွေးတဲ့စကားခြူတဲ့စကားခရီးဝစီကံပါဇက်ကလေးဆိုတာစကားပြောတတ်မယ်ဆိုရင်အစောတုန်းကပြောတဲ့ မဒုဘာနီတဲ့ချုံမြင်တဲ့ဇဂါရီကာနာသူကနာချမ်းသာပွဲတဲ့ဇဂါရီပေမဏီယာချိကင်းနေတဲ့ဘတော်ဇဂါရီအဲ့ဒီလိုဇဂါရီကောင်းတဲ့ဇဂါရီသာပျော်လို့ရတော့ကိုယ်တတန်တရားလုံးကောင်းကျိုးတွေကြီးမရဘူးလားကောသံမိမိမှာဂောတကတထေကြီးဂောတကတထေကြီးဟာမွေးစားသားကနေတထေဖြစ်သွားတာမွေးစားသားဂောတကတထေကြီးအဲ့လိုပဲပြည်သားသမားကမွေးတယ်အကြောင်းတစ်ခုအကြောင်းပေါ့နော် မွေးလိုက်တော့လေပြည်ထောင်စာမကမနေ့က၄နေ့အချိန်ကြီးတွားပြီးတော့အမိုက်ပုံကပစ်ထားတာကလေးကလေးဝီဒီဝီလေးတွေမှာပွေးတွေရောကြီးကြီးအုံနေခွေးရလဲဒီကလေးလေးအမိုက်ပုံမှာကလေးလေးလက်လေးချေလေးနဲ့အဲဒါလိုလေးဖြစ်နေတာပေါ့အဲ့ဒါခွေးရလဲဆွဲမယ်စားမယ်ကြီးရလဲထိုးမယ်ထိုးရဲဘူးတကောင်မှနားမကပ်ရဲဘူးကလေးလေးအဲ့ဒါလေးမနဲ့လေးမိုးလေးဝီဒီဝီလေးချိန်တော့လေရောက်တော့လူတယောက်ကဟာကလေးလေးမဟုတ်ပါဆိုပြီးကျူသွား တော့ကြာနေတော့တတိယရောက်ပါနော်နန်းတော်သွားတာလမ်းမှာပုံတိုင်းနေတယ်ပုံတိုင်းဒီနေ့ဘာထူးကြလဲဟာထူးကြတာဘောတဲ့ဒီနေ့နှစ်ခါရာကတော့ဒီနေ့မနဲ့မွေးတဲ့မှားရောက်ကြလေးជីတိုင်းဒီမှာတတိယဖြစ်မှာအဲ့တုန်းကဘီဒီနေမှန်နေជីခိကတော့ရမ်းတန်ချနေတာဘာမှမှန်ဘူးအဲ့တုန်းကထည့်ပဲနော်ဘီဒီဖះမပွင့်ရင်ဘီဒီနေတိတ်ခစ်စားတဲ့ခေတ်ဖះပွင့်ပြီးတော့ဘီဒီမှန်နေရှင်ကုန်းနေညာကြီးတော့ဘီဒီဟောသေးတာ အေးတရားနဲ့ပဲနိဗ္ဗာန်ယူသွားတာနော်အဲ့ဒီကဗီဒီနီယခန်းခန်းကုန်းကုန်းလာကြတာအခုကရမ်းတန်ချနေတာကောင်းကင်ဘာဘာလုံးရှိမှန်းကိုသိတာမဟုတ်ဘူးနော်ဗီဒီစာတွေပိုင်နေဆဲနေဦးမယ်အမှန်တရားဒီပြောလို့လည်းမရဘူးရှော့ပြောမယ်တဝက်တော်မှန်တယ်ဘလောက်တော့မှန်ပဲနည်းနည်းပြန်ရှော့ကိုယ်ဆဲမှကြလို့ရှော့ရတာဇင်းရှော့ပြီးဟောရတာဗိဒါကြီးတကယ်ကြီးကမရဘူးမှန်တိုင်းပြောလို့ရမလားအေးဒါမှမဟုတ် ဘုရားခေတ္တဝါနဲ့ဒီခေတ်နဲ့ဘီဒီဒီနိုင်ရှိမယ်ဆိုရင်ဒီခေတ်ကတော့ဘုရားခေတ်ကိုမိသေးလားအဲ့တော့လေတထေးကြီးကဟေးကျွန်ကျွန်ကျွန်တယောက်ပါတယ်မင်းအိမ်ကိုပြန်ပြေးစားငါမိမကိုဝန်ကြီးဆယ်လားအရင်မှဖြစ်နေပြီအိမ်ကငါမိမကလေးမွေးလားကွာကြည့်စမ်းမမွေးဘူးအဲ့ဒါဆိုရင်တဲ့ဒီမနဲ့မွေးတဲ့ကလေးကဒီတိုင်းပြည်မှာတထေးကြီးရမှာအဲ့တော့လေ ဒီမနဲ့မိုးတဲ့ကလေးလိုက်ရှာကန်ဆိုတော့ဆောရုံကကောက်သွားတဲ့လူစီကတပြားတစ်ထောင်နဲ့ဝယ်လိုက်တယ်။ဘာနဲ့ဝယ်လိုက်လဲ။ဒီရောင်နဲ့ဝယ်လိုက်တယ်ရည်ဝဲချက်ကတော့တဖေးကြီးကငါမိန်းကမွေးတော့မယ်။မိန်းကလေးမွေးရင်အခုဒီသားကလေးနဲ့ပေးစားမယ်တဖေးကြီးလုပ်ခိုင်းမယ်။ဒါခံကြနာပဲ။အကယ်၍တဲ့ငါမိမကတားယောက်ျားလေးမွေးလာရင်တော့ဒီကောင်ကိုအပြတ်ရှင်းမယ်။ရွေချက်ကဘယ်နှမျိုး နှစ်ရက်သုံးရက်လည်းနေရောသူ့မိမမွေးပြီအပြားလေးမမွေးဘူးအလုံးလေးမွေးလာတယ်ခက်ပြီဟိုရလည်းသားဟိုလည်းသားအဲ့တော့တတိယသူ့အကြံတိုင်းစအကောင်းတဲ့ပေါ်တယ်ဟေးကျွမတဲ့တော့အဲ့ဒီကလေးကိုတင်ရန်ကုန်သွားပြေတတ်တာနော်တရားတစီတွေဘလူတွေညစားအောင်ဆိုသွားပြည့်ဆိုကလေးလေးညသွားပြည့်တယ်ကလေးလေးဘာမှမရှိဘူးနှစ်ခင်းလေးတော့မစိတ်ကြောင်းသမားလာတညာကုန်းလေးစိတ်တွေကြောင်းစိတ်မကြီးရနှိုးတွေ ကလေးလေးကိုတိုက်ကလေးလေးကနှုတ်ရီဆိုကလေးလေးသေးလားမသေးဘူးအဲ့ဒါနဲ့လေသွားကြည့်မသေးဘူးပြန်ကောက်လာသွားအဲ့ဒါဆိုရင်ဒီပြဲလန်းချောက်မှာထားညနေသား900လက်ချစ်ကြည့်အောင်နေသား900ညညာကြီးဒီကောင်လေးကလေးလေးအဲ့ဒါလည်းချောက်မှာချထားတာနွားတွေကရှေ့မတိုးဘူးအာနဲ့ဘာလဲဘာလဲတမီးရဲ့သူကြီးတော့ဟာကလေးလေးရှင်လေးဆိုလဲနေရတခါတဲသားတွေကမွေးစားကွာတခါတစ်ခါကြီးက အသေးသက်မှာသပြားတစ်ထောင်တစ်ထောင်နဲ့လိုက်ဝယ်တယ်တစ်ထောင်တစ်ထောင်နဲ့လိုက်ဝယ်တယ်အဲ့ဒါနွားချံပါချနောက်ဆုံးနေပြီတိုင်းခုနှစ်ကြိမ်တက်ဘယ်နှကြိမ်တောင်ဘဝကြည့်ချတယ်ထင်ရတယ်လို့ထင်ရပေါ်မှာပုတ်လည်းသွားကြဘာမှမပြူတူလည်းမပြူပဲ့လည်းပြူပွန်လည်းမပွန်ဘူးကလေးလေးရထင်ရတယ်ပေါ်မှာထင်ရရင်ကိုကထားတယ်ပေါ်မှာပုတ်တယ်မွေ့ရပေါ်ကြဆိုသွားကြတယ်မသိဘူးနောက်ဆုံးတော့လေအိုးဖုတ်တယ်တဲတဲမှာ အုတ်တွေဖုတ်တဲ့တည်းဦးတွေဖုတ်တဲ့တည်းရောဖုတ်ပဲဆိုပြီးသွားပြီးအကျဉ်းနဲ့လုပ်တယ်အဲ့ချိန်မှာကလေးလေးကကြီးလာပြီး72နှစ်သားလောက်အရွယ်ရောက်အဲ့ဒါလေးဦးဟုတ်တယ်ဦးသားပြီးတော့တရားတကောင်ပြီးတယ်မနေ့ဖာဝိုးတဲ့နေကင်းတဲ့တနာကြီးချိန်ဝိုးတဲ့ငါသားဝတ်တွတ်လိုက်မယ်တဲ့အဲ့ဒါနဲ့အိမ်ထဲခေါ်ပြီးတော့လေပစိန်နဲ့ကပ်ပန်းနဲ့ဖုတ်သားတဲ့တက်ပြီးအဲ့မင်းတို့ဦးဖုတ်တဲ့ထဲကိုထည့်ပြီးတော့မီးရှို့ဖုတ်ပြေဟိုကလေးကတရားတကောင်ရတော့လုံမယ် အဲ့ဒါလေသူ့သားကိုကျတော့စာတင်ပေးတယ်စာတက်တယ်ဒီသားမွေးသားသားကျတော့စာတင်မပေးဘူးစာမတက်ဘူးအဲ့ဒါလေမြလကင်းစောကြီးနဲ့ရောက်တော့သားရင်းကိုတွေ့လိုက်တယ်ငါသားတဲ့တော့အဲ့ပတ်စံနေပြလိုက်တယ်တော့မင်းသွားကစားကြီးအင်ရပတ်ထုတ်လိုက်ဆယ်နှစ်ခွဲတော့ဆယ်နှစ်လောက်လေရောက်တော့ဆိုတော့မွေးသားသားကကောသကကိုခေါ်ပြီးတော့ငါသားကောသကတဲ့မင်းသွားတဲ့ဟိုအိုးဖုတ်တဲ့တဲ့ဟိုတဲ့အပြင်မင်းကငိစားတကူခိုင်းတာတဲ့ပြီးပြီလားတော့မင်းကြီးတဲ့တဏမမတ်သွားလွတ်လိုက်အကျန်နဲ့တတ်မလို့ လမ်းလေရောက်တော့သူ့သားအရင်ကဝမှာဂေါ်ဒီလိုက်နေတာပစံဒီရှုံးတော့သူ့အကိုကြီးတဲ့ပြီဟာအကိုကြီးလာပါဦးဗျာခင်ဗျာလက်ဖြောင်းနေတယ်ကျုပ်ရှုံးနေတာအကိုကြီးဟာကျွန်တော်ပြစ်ပေးစမ်းပါဟောကန့်ကြမှာလှဲ့ဟာမလုံးနေငါကြီးကြီးတဲ့အဖေအားတော်ကိုဖုတ်တဲ့တဲကိုငါလွတ်လိုက်တာတဲ့ငါသွားရမှာဖို့ပါအကိုကြီးဟာလည်းအဲ့တဲ့ကျွန်တော်သွားလိုက်မယ်တဲ့အကိုကြီးကကျွန်တော်ဂေါ်ဒီနိုင်အောင်သာနေပြီဆိုပြီးတော့ตาအရင်ကသွားတယ်ဟောသိသိချင်းနဲ့ตาကဂေါ်ဒီနေကြံနေရဲ့ ဟိုကလည်းဘယ်သားလို့မပြောတော့သားအရင်လဲလာဝအိမ်လဲလာလာဆိုခေါ်ပြီးကဘာနဲ့ခုတ်တာအိုးတဲ့ထဲဖုတ်ပြီကဲဘိတ်တိုက်သေးလားမသေးဘူးတော့တက်လို့မသေးဘူးဘသူသေးသွားတော့သားအရင်သေးသွားနောက်ဆုံးတရိယာအဲ့ဒီစိတ်တွေပဲဟာဒေါသကြီးကြီးပြီးတော့ဒီကောင်ကိုသိအောင်လုပ်မယ်ငါသားရင်တော့သေးသွားပြီဆိုပြီးတော့နောက်ဆုံးလေဟိုးနေုံနေပြားပေါ့မဖားကန့်ထားလိုက်ပါတော့ဖားကန့်ကသူ့တပည့်တွေရှိတယ်စာရေးပေးလိုက်စာလေးကသူကစာမတက်ဘူး ာရေးလိုက်တယ်ဟေးဖခင်ကအာလာဘကကြီးတဲ့ငါသားကိုတွတ်လိုက်တယ်အဲ့ကောင်ကတော်တော်ဆိုးတဲ့ကောင်နဲ့ရောက်ရင်မင်းအပြတ်ရှင်းလိုက်မင်းတို့ကတပြားတပေါင်းပေးမယ်ဆိုရေးပေးလိုက်အဲ့ဒါလေငါသားရဲ့သွားတယ်ဟိုဖခင်ကိုသွားတယ်အဖေရဲ့အလုပ်တွေရဲ့အဲ့ဒါရဲ့ဘာရှိတဲ့ညာဖြစ်လို့လိန်လွတ်လိုက်တာပေါ့အဲ့တော့သူဒီသားကပြောတယ်အဖေတဲ့ကျွန်တော်ကလမ်းမှာဘယ်မှာသမင်းစားမှာလဲအော်အဲ့ဒါတော့ရပါတယ်သွားတယ်ဗမော်မျိုးဝင်လာ ਈ တဲ့ဗမော်မျိုးဝင်လာ ਈ ဗမော်မျိုးဝင်လာရတဲ့အဲ့မှာဗမော်မျိုးမှာဟိုတထီးတယောက်ရှိတယ်အဲ့ဒါအဖေရဲ့တငယ်ချင်းပဲတဲ့မင်းတို့ထမင်းကြွေးလိုက်မယ်အဲ့ဒါသူအချင်းချင်းကြီးသွားတာအဲ့မှာစာရွက်ကလေးကိုဒီမဲ့ခြီးသွားတာပေါ့ဗျာနော်ခြီးပြီးတော့သူသွားသွားပြီးတော့အဲ့ဗမော်မျိုးဝင်တထီးအိမ်ဝင်တော့ဟာထမင်းပါရီစာတထီးကြီးရလဲဩသူတငယ်ချင်းရဲ့သားလာတယ်ဆိုတော့အသေးချာဧကံပြီးတော့အဲ့မှာအိတ်ရာလေးပါရီခင်းပြီးအခန်းတစ်ခန်းနဲ့အိတ်ခိုင်းအဲ့ဒီမှာလေခေါ်တကား အဲ့တာလေဂရုခရောနဲ့အဲ့တာဘာမှမသိတထေတထေကြီးရဲ့သမီးလေးဖလန်းဖလန်းမလေးရှိဖလန်းဖလန်းမလေးကဂောဒကမြေနေရကြိုက်အဲသူဖလန်းဖလန်းထလာဆိုတော့အဲ့ဒါအဲ့လေးလားဆိုချောင်းကြည့်သူတကားလေးဖွင့်ပြီးသူ့အိမ်ဆိုသူကချောင်းကြည့်လိုက်တော့အေးထူးဆန်းနေဟိုမှာမဲဟမလို့အိမ်လေးမှာခြိထားတဲ့ဘာလေးလဲမသိဘူးအသာလေးတီးကင်းသွားပြီးဖတ်လိုက်တော့သူ့တတ်မဲ့စာဖြစ် ။တမဲစာဖြစ်နေတော့တတိသမီးရလဲစာပြန်ရေးတယ်အဲ့စာကြီးဖဲ့ဖြစ်ပြီးတော့နော်အာလဘကရေးတဲ့ငါရတာဂောတကကိုငါရတာနေတဲ့နော်ဗမော်မျိုးကတတိသမီးနဲ့ကိုတဲ့ရရရှိရတယ်အကုန်လုံးသိမ့်ကျုံပြီးတော့တဲ့မင်္ဂလာမြန်မြန်ဆောင်ပေးလိုက်ပါ။ကဲဆိုတာအတား အဲ့ဒါနဲ့အာရုံကရက်လေဟောငါ့ကိုဒီမင်္ဂလာပွဲဦးစီးခိုင်းတာဆိုပြီးရာဇာကြီးတဲ့ဆန်လေးစီဒီပေါ်အကုန်လုံးအိုက်မှာလိုက်သိပြီးတော့သူကမင်္ဂလာဆောင်ပေးလိုက်တာမတည်တဲ့ပြင်မိမပါရပမောသူတယောက်ရမသွားဘူးလားအဲ့ဒါလေအဲ့ဒါကိုမြတ်စွာဘုရားကနောက်ဆုံးတော့တထေကြီးတည်သွားတော့ဒီခောသကအမွေဒီကုန်ရပြီအဲ့ဒီမှာတထေကြီးဖြစ်နောက်ဆုံးတော့ကျွန်းမကနေပြောပြတော့မှသူ့ကိုခုနှစ်ကြိမ်တောင်တတ်ခဲ့တာအိုးခောသကတထေကြီး ။အိုးကြောက်ဆရာကောင်းလိုက်တာငါမသိတာ။ဆိုပြီးတော့ကုသိုလ်တွေပြုတယ်တဲ့။အဲအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီတော့ခုနှစ်ချိန်တိုင်တိုင်နဲ့သူ့ကိုသီအောင်တတ်တာဘာကြောင့်မသိတာလဲ။ဝစီကံကောင်းမှုလေးကြောင့်ဒါဒီပြန်ဟောခြင်းလား။ဘာလေးကြောင့်သူကတဲ့ဒီဘဝမရောက်ခင်လွန်ခဲ့တဲ့လေးဘဝသုံးဘဝမြောက်တုန်းကခန္ဓာရာကြီးဖြတ်သူကဆိုင်ဘရော့ခန္ဓာရာကြီးမဖြတ်တော့ ။ तू ကနွားကြောင်သားတဲမှာခွေးကလေးဖြစ်တယ်။လူဘဝကဝယ်စားတာလေခွေးကလေး။လူအသိရှိတယ်။နွားကြောင်သားကတဲ့သူတို့တဲနဲ့မလမ်းမကမ်းမှာပိစိကဗုဒ္ဓကြီးတပါးတည်းသုံးနေပိစိကဗုဒ္ဓကြီးနေတိုင်းဆွမ်းနေပင့်နေကတ်တယ်။နွားကြောင်သားကပိစိကဗုဒ္ဓကြီးသွားရင်ခွေးလေးကိုခေါ်ခေါ်သွားခွေးလေးရလေရှင်ကြီးလိန်မှာလူလိုသည့်မကြောင်သားကပိစိကဗုဒ္ဓယူမှာခဲ့တယ်။ရှင်ဘုရားတဲ့တပည့်တော်မှာအားတဲ့နေ့ဒီမှာတပည့်တော်လာမပစ်နိုင်ဘူးဆိုခွေးကလေးကိုလွတ်လိုက်မယ်ဘုရား။ ခွေလေးလာရင်ရှင်ပြဆွန်းစားပြလိုက်တယ်လို့မှတ်ပြီးကြွတော်မူပါဗျာခွေလေးကလည်းပြုံးအောင်သားလေးကလည်းပြုံးပြီးတော့ဒီနောက်ကြောင့်သားလေးကသူ့မားတဲ့နေတယ်မှာဆိုခွေကလေးတဲ့ငါသားလေးကြီးกว่าတဲ့ပြစ်စီကဘုရားကြီးဆွန်းစားသွားပေးခွေကတခါလည်းကြီးတာပြေးပြီးပြစ်စီကဘုရားကြီးကြောင်းစီတော့ဟိုးဟိုးဆိုဟောင်းအာဘီရလဲဟောင်းဟွာလဲဟောင်းအာပြစ်စီကဘုရားကြီးကတိပြီးဩခွေလေးလာပြီလားဆွန်းစားလာပြင်တယ်ပြစ်စီကဘုရားကြီးထွက်လာလို့စောင်းခွေလေးကဝေးပြီးစောင်း ဆိုင်ပိစကဘုရားကြီးအတပိပိုက်သင်္ကန်းယုံပြီးကြွလာပြီးတော့လည်းပိစကဘုရားကြီးသင်္ကန်းကိုသွားပြီးနန်းသီးတယ်ပိစကဘုရားကြီးဗရဟပြီးတော့အိုးသူကနန်းရှုပ်ရှိရပြီးသူ့ရဲ့ကိုယ်လေးရဲ့စိတ်ထဲမှာပိစကဘုရားကြီးကိုမွေရီရှင်သေးရီကြားရီတသိတ္တိတောသာသားကောင်အန္တရာယ်ဤပြင်းစီခြင်းနေရှိပြီးဝမ်းနှပြန်သုံးပြန်ပြီးဟိုးဟိုးနဲ့ဟောင်းတော်တဲ့ဒီဟောင်းနောက်ပြန်ပြေးလိုက်နောက်ကိုဟောင်းခွေးလေးရဲ့စိတ်ထဲမှာကမနောကံမှာပိစကဘုရားကြီးချစ်လဲချစ်တယ် ကြည်လေကြည်ညိုတဲ့ပြည့်စုံဗုဒ္ဓအယူအန္တရာယ်ကြီးကြမှာဆိုလို့သူကဦးဟောင်းပေးတဲ့ဝစီကံဘာကံလဲကောင်းတဲ့စိတ်နဲ့ဟောင်းတာလားမကောင်းတဲ့စိတ်နဲ့ဟောင်းတာလားကောင်းတဲ့စိတ်နဲ့အဲ့ဒီလိုဦးဟောင်းဦးဟောင်းပြီးတော့လေးရှိကိုပြေးလိုက်ဟောင်းလိုက်နောက်ကိုပြေးလိုက်ဟောင်းလိုက်ဟောပြည့်စုံဗုဒ္ဓအယူရလေခွေးလျာတယ်လီမှာပါလားဆိုဆွန်လေးတွေတလုံးတလုံးနော်သူဆွန်းစားပြီးကျွေးတယ်ခွေးလျာလေပြည့်စုံဗုဒ္ဓချင်း ပညာဘုရားယူအမြဲတဲ့အန္တရာယ်ကြမှာဆိုလို့ဥဟောင်းရတဲ့ကောင်းမှုတွေရှိလို့တဲ့အခုသူ့အပြစ်ခံရတော့လေသူ့နာကိုဘယ်သူမှမကတ်ရဲဘူးအဲ့ဒီကုသိုလ်ကံလေးကခွေးဘွားကကုသိုလ်စိတ်နဲ့ဥဟောင်းရတဲ့ကံလေးတွေကသူ့နောက်ကလိုက်ပြီးတော့စောင်းလျှောက်တယ်ဒီကလေးလေးကြီးပြည်ထောင်စာမှာပြစ်ထားတယ်ကလေးလေးတယောက်ကဘယ်သူကစောင်းလျှောက်တယ်ဟုတ်တယ်နော် အမိလည်းမရှိပါအဖေလည်းမရှိပါသွေးတွေမျိုးတွေလည်းမရှိပါဒီကလေးတွေအန္တရာယ်တွေကင်းတယ်ဘသူဟာစောင့်ရှောက်တာလဲဆိုတော့မြတ်စွာဘုရားကယဟန်တို့တဲ့အဲ့ဒီခွေးဘွားကပိဋကဗုဒ္ဓါကိုကြီးညိုတဲ့စိတ်တွေနဲ့အန္တရာယ်ကြမှာဆိုလို့ဦးဟောင်ပြီးတော့ပင့်ခဲ့တဲ့ဝစီကံကုသိုလ်လေးကသူ့ကိုစောင့်ရှောက်တာတင်ညာကုန်သွားပြစ်တယ်ဘယ်သူမှမကရဲဘူးဟုတ်တယ်နော် ခုနှစ်ဘွားခုနှစ်ခါတတ်ထားတော့မှသိရလားအဲ့ဒါဘာကံ ဝစီကံကုသိုလ်ကလေးအဖို့ရမတတ်ဘူးလားဒါကြောင့်မို့လို့ပြိဋ္ဌာယီချမ်းသာတွေကလည်းဘယ်ပေါ်မှာဆင်းရဲတာလဲဘဇတ်ပေါ်မှာဟိုမှာအတ္တရှဆိုတဲ့တထေးကြီးတယောက်ရှိတယ်အဲ့တထေးကြီးရဲ့အလူပွဲကြီးမှာတဲ့လူတယောက်ကဩငါမလူနိုင်ဘူးတထေးကြီးကတော့လူနိုင်တယ်အိတ်ကြီးဝှထဲနေလည်းပြည်တယ်စားကြရနေလည်းပြည်တယ်အဲ့ဒီတော့ငါကဝစီကံနဲ့ပဲကုသိုလ်ယူမယ်ဆိုရွာထိတ်ကိုတွဲ့ တတိယအလူကိုလာတဲ့လူတွေကိုလက်ညှိုးထိုးပြီးလမ်းညွှန်ပြလေ။အိုးရဝေကလာတဲ့ပိဋကတော်တတိယအလူကြီးအလူဘွဲရောလာလာလားခမညာဒီလမ်းကသွားပါတတိယကစေနာကောင်းပါလေခမညာဟောအင်းကြီးလိုရင်အင်းကြီးတောင်းပါပစိုးလိုရင်ပစိုးတောင်းပါဓမိန်လိုရင်ဓမိန်တောင်းပါအစားအစာရီလိုရင်အစားအစာရီတောင်းပါခမညာဒီလမ်းလေးကသွားပါဘဘက်ကိုချိုးပါညာဘက်ကိုဝင်ပါတတိယလူပါလိမ့်မယ်ခမညာအဲ့ဒီလိုဝစီကံလေးနဲ့ပြောခဲ့တာ သေသွားတော့ဟိုးညောင်ပြီးအကြီးတပင်မှာရုပ်ကစိုးနဲ့ကြီးသွားဖြစ်ဖြစ်လူကြီးရောက်တညိုးထိုးလိုက်အကုန်ရတယ်ကဲတာဟာဝစီကံကုသိုလ်တွေဘာကုသိုလ်တွေဒါကြောင့်မလို့ပြိဋ္ဌရေကုသိုလ်ကဘယ်ပေါ်မှာအကုသိုလ်ကလည်းဘယ်ပေါ်မှာပါဇတ်ပေါ်မှာစီရင်ချမ်းသာဘယ်ပေါ်မှာအမျိုးယုတ်ညက်တာဘယ်ပေါ်မှာ ဒါကြောင့်မလို့ပြိဿရဲ့နာတဲ့စကားတွေပြောရမှာလားမပြောရဘူးမစင်တဲ့သူရဲ့စကားတွေဘုသာဝါဒဘိက္ခုနာဝါစာစားတဲ့စကားတွေမပြောပါနဲ့မှန်တဲ့စကားတွေပြောပါကျက်တည်မင်္ဂလာရှိတဲ့ဇာတိပြောပါ အကျိုးရှိတဲ့ဇာတိပြောပါဟုတ်တယ်နော် နာချမ်းသာဝဲစကားတွေပြောပါချစ်ချင်းနစ်သက်ဝဲစကားတွေပြောပါညီညွတ်မဲ့စကားတွေပြောပါငြိမ်းချမ်းမဲ့စကားတွေပြောပါမှန်ကန်တဲ့သစ္စာစကားတွေပြောပါတဲ့မှန်တိုင်းလည်းမပြောနဲ့ပါတယ်လေမြတ်စွာဘုရားကတော့စကားချောက်ခွန်လူနိုင်ထွန်းနှခွန်ဖျားဆိုပါတယ်လေစကားချောက်ခွန်လူနိုင်ထွန်း နှစ်ခွန်းဘုရားဆိုစကားကလောကမှာ6ခွန်းရှိပါတယ်လူတွေက6ခွန်းလုံးပြောတယ်ညဇောဘုရားကတော့နှစ်ခွန်းပဲဆိုပါတယ်ဟုတ်မှန်ကျိုးမဲ့မဆိုနဲ့လိုက်ဆိုလိုက်ပါ ဟုတ်မှန်ကျိုးမဲ့ကျိုးရှိမှန်ရာဆိုလိုက်ပါဆိုကြည့်ပါဟုတ်မှန်ကျိုးမဲ့ ုတ်တော်ဟုတ်တယ်မှန်တော်မှန်တယ်အကျိုးမဲတဲ့စကားဆိုရင်မပြောပါနဲ့တဲ့ဆိုရယ်ဗရိတ်ထုတ်ခိုင်းတာတဲ့မှန်တော်မှန်တယ်မှန်တိုင်းပြောလို့မရဘူးဟုတ်တယ်နော်ဆရာတော်ဆရာတော်ပြောသလိုပဲဘေးရင်ဆရာအတိကျတော့ဒီခေတ်မှာမဟောနိုင်ဘူးဒါပေမဲ့လို့မှန်မှန်တော့ဘူးလို့ဆရာတော်ပြောရင်သူတို့ကမုန်းမှာဟုတ်တယ်နော်ကိုယ်လည်းတရားမှလည်းမရဘူးသုံးတန်းမှလည်းမစားဘူးလေဘေးရင်ဆရာတွေကဘာဖြစ်မှာမုန်းမှာပေါ့ဒါမှန်ပြီးအကျိုးမရှိတဲ့စကားအဲကြောင့်ဆရာတော်ဈေးတစ်ဝက်ပြန်လျှော့ပေးတာ တဝက်တော်မှန်ပါလေဘိနေဆရာကြီးပြန်လျှော့ပေးတယ်။ဟုံမန်ကျိုးမဲ့မစုံမဲ့ဟုတ်တော်ဟုတ်တယ်မန်းတော်မန်းတယ်အကျိုးမဲ့တယ်တကားကိုမပြောပါနဲ့ကတ္တဘဗျာလက်ထက်ကမိနစ်ကဆရာတော်ဟောခဲ့ပါတယ်။သူမနာတတိကြီးဟာလေကျောင်းတကာကြီးတရားတရားရှိတယ်တိလာတွေစောက်ကြီးတဲ့ဗဇလီကသူကဝတိပါနေတယ်။အဲ့ဒါသူကတနေ့တော့ကမှသူကကျောင်းကြီးယူထားတာလေကတ္တဘဗျာကျောင်းကိုဝတီဝီလင်းသွားတာဇယက်ပေါ်မှာဟုံမဲ့တရောင်းသားတယောက် တခိုးတယောက်ကတညာကိုလှည့်ပို့ပြီးဘာမှမရလို့စိတ်နော်စိတ်ပြက်လက်ပြက်နဲ့ဒူးပေါ်ပေါင်ပေါ်ပစိုးချုံပြီးအိတ်နေတာအဲသူမနာတတိယသွားပြောတယ်ကြည်စံတဲ့ဟိုကောင်ဝီဒီဝီလေးဇရက်ပြက်ပေါ်မှာဟိုတခိုးကောင်အိတ်နေတယ်သွားပြောတော့ဟိုကောင်ကဘာမှကြုံလေးဖွင့်ကြည့်ကြည်စံဘသူတွေဩသူမနာတတိယတွေ့မယ်တဲ့ဒီကောင်ဒီသူမနာတတိယငါ့ကိုတခိုးချဖို့လို့ပြောသွားတာတခိုးကတခိုးလို့ပြောတော့ကြိုက်တယ် လံမလံဗလံမလံမလို့ပြောကြရည်အေးအဲ့ဒါလူပဲပြိတ္တကြီးအဲ့ဒါတဲ့တခိုးချဖို့ဘလောက်ဆွမ်းနေဆိုတာသိရမယ်ဆိုပြီးတော့လေသုမနာတထေကြီးရဲ့စိုက်ပြိုးထားတဲ့ပဲဒီစဘာဒီခုနှစ်ကြိမ်မဲ့ပြီးဆိုတာနဲ့မီးတိုက်ပြစ်ထားစီပွားရေးဒီပြည့်ခုနှစ်ကြိမ်သူ့အိမ်ကိုမီးရှို့ပြစ်တယ်အကုန်ကော ။ဟာနောက်တော့ကပရိသတ်ကြီးသူ့မွေးထားတဲ့မွေးမွေးချန်တွေကအာချန်တွေပါမိရေရှုနွားတွေကျွဲတွေအာစိတ်တွေအကုန်ဒါနဲ့ခေါဖြက်စည်းပြစ်အကျိုးမရှိတဲ့စကားမှန်တော့မှန်တယ်တရောင်းစားတော့တရောင်းစားငတူတော့ငတူပဲမှန်တော့မှန်တယ်အကျိုးမရှိတဲ့စကားသွားပြောတော့နောက်ဆုံးသူ့စီးပွားတွေမပြတ်ဘူးလားနောက်ဆုံးတရေကြီးဗာမြန်တို့လာတယ်တရေကြီးကကြောင်ကြီးတူလူထားတဲ့ကြောင်ကြီးမှမြန်တို့လာဆိုအဲ့ဖရားကြောင်မှမိသွားရှုကဲကြောက်စရာကောင်းလိုက်တာ နောက်ဆုံးလေသူကကြောင်းရင်းကြောင်းကြောင်းရင်းတစ်ချောင်းတစ်ခါရွှေကြောင်းရင်းဆက်ဆောက်လူတွေအဲအဲ့ဒါလေဒီကတော့လေကြောင်းပြီးမလို့တော့ဘူးလေလူတို့ဓာတ်နဲ့ထိုးတတ်မယ်လို့ဆိုပြီးတော့သူကကြောင်းကြီးတစ်ချပွဲကြီးမှာဒါဓမြောင်ကိုခါမှဖွက်လာပြီးတော့လေအဲ့တထေးကြီးရဲ့နောင်နာ၃လျောက်နာချောင်းနေတာတပည့်တွေကများတော့သူမတိုးတာဖြစ်အဲ့ဒါလေတရားနာပြီးတော့တရားဟောတရားနာရည်စက်ကြတော့မှတိကြီးရမြတ်စွာဘုရားတဲ့ခဏဒီပါဝန်ဘုရားတပည့်တော်မှာရန်သူတရားတော်ရှိနေပြီရှင်မရဲ့ဘုရား ဖာအကြောင်းကြောင့်ရမသိပါဗျာတပီတော်အဲ့ဒီလိုစီးပွားရည်နဲ့9နှစ်9ကြိမ်နိုင်နိုင်ပြည့်ရပါတယ်ဗျာမိရှုခံရတယ်ဗျာအိမ်လည်းမိရှုတယ်ဗျာတပီတော်မြန်လို့တယ်ဗျာကြောင့်လည်းမိရှုခံရတယ်ဗျာဒီကြောင့်ကြီးပြီးရင်လည်းမိရှုလေအောင်မယ်ထင်ပါရဲ့ဗျာတပီတော်ဘာကြောင့်မှန်တော်မသိပါဗျာအဲ့ဒါတဲ့တပီတော်ယံသူတော်ရှိနေပြီဒါကြောင့်တပီတော်ရဲ့ယံသူကိုတပီတော်အားလုံးရဲ့ရှိဦးစွာဒီကြောင့်လူတဲ့ကုသိုလ်ကြီးအမြပြေးဝိမယ်ဗျာယံသူရဲ့အမြအမြယူပါလို့ဆိုတော့မှာ ဖိဒတ်ကလည်းတာဓုခေါ်ယန္တူကလည်းအဲ့ဒီမှာအာနာပါနာတာဓုဝင်ခေါ်ခန္ဓာကိုယ်ကြီးပူလာပြီးတော့လေအဲ့ဒီမှာယန္တူကကြောက်ပြီးတော့မှာတောင်းပန်နေအဲ့အမြအမြဆိုတဲ့စကားလေးကြောက်အမြပြီးဝေတဲ့စကားလေးကြောက်ဟောသူဒါနဲ့ကိုမတက်တော့ဖဲနဲ့တောင်းပန်နေတတိယကတော့ဒုတိယကြိမ်ကကြောင်းလူတဲ့ကုသိုလ်ကြီးရသွားတယ်ဟိုပုဂ္ဂိုလ်ကတော့ငရဲကြပြီခုလက်ရှိစပယ်ကြီးမှုပြိတ္တာကြီးဖြစ်တယ်တဟာစကားကြောင့်ဘာကြောင့် ဟုတ်မှန်ပြီးတော့အကျိုးမရှိတဲ့စကားသွားပြောတာမှန်တာပဲတည်းကြီးမဟုတ်ဆုံးမအောင်မဟုတ်ဆုံးမပြောကြိုက်တယ်ယောက်ျား၃ယောက်ရှိတယ်လို့သွားပြောရင်ကြိုက်မှန်တော့မှန်တယ်အကျိုးရှိလားအဲကြောင့်မြတ်စွာဘုရားကဟုတ်မှန်ကျိုးမဲ့မဆိုနဲ့ကျိုးရှိမှန်ရဆိုလိုက်တာအကျိုးလည်းရှိမယ်မှန်လည်းမှန်တဲ့စကားကိုမှပြောပါဒီလိုဆိုရင်ဖုံးမတန်ဘူးလား ราฏัสสะကိုဟောခဲ့ပါလေ။ဘာဆက်တို့ဘုရားလောင်းဟာတခုသောဘဝမှာကြီးမင်းသွားဖြစ်တဲ့ကြီးခဲ့ညီကိုနှယအကိုကြီးရတို့ဘုရားလောင်းราฏကြီးမင်းကြီးခဲ့ညီငယ်လေးရပုထဘာတာราฏနဲ့ပုထဘာတာအရာတဏိသောကမှာမိုးဆိုးပြက်ကတော်တဲ့ထောင်ဖန်းတော့ညီကိုနှယမိမြို့တဲ့လိုက်ရောက်တော့ပုံနာကြီးလင်မယားမြောက်ကဝယ်ထားတယ် ကြီးငှက်လေးသာလိကာလေးပေါ့လူလိုနားလေတဲ့စကားပြောတတ်တဲ့ပုံသားကြီးကသာလေးတွေလိုချစ်တယ်ပုံလေးမကြီးကတော့တိလားမရှိဘူးဖလန်ဖလန်ထားတယ်အဲ့ဒါတနေ့တော့ကမာတဲ့ပုံသားကြီးကဟိုးမန္တလေးကိုဆိုကြပါလေဟိုးရန်ကုန်ကိုပေါ့မမော်ရနေတော့ခကြီးဝေးကြီးသွားပြီးတော့စီးပွားရှာသွားမယ်ဆိုတော့ သူ့ရဲ့သားအရင်လိုမွေးစားထားတဲ့တို့ဘုရားတော်ကြည်မင်းတယောက်ကိုရာထာနဲ့ကုထဘာသာကိုမှာခဲ့တယ်ငါသားတော်တဲ့အဖေကြီးပါရှာသွားမယ်တလားလောက်ကြာမယ်အဲ့ဒါမင်းတို့အမေကိုကြည်ထားပုံနေမကြီးကိုဘာလို့ခိုင်းနေကြည်ထားဆိုတော့ကြည်ထားမယ်ပေါ့လေအဲ့ဒါပုံနာကြီးလည်းထွက်သွားရောပုံနာကြီးကဟိုကားကြီးကိုမရောက်သေးဘူးကဖုန်းနဲ့ဆက်ပြီးပုတ်ပြီးဟိုဟာကြီးမရှိတော့ဘူးလာခဲ့အင်းဟာကြီးမရှိတော့ဘူးလာခဲ့ ဘုံနာကြီးကကားကြီးကိုမရောက်သေးဘူးမယ်အိမ်မှာတန်းစီဖြူရောအမဲရောအကြီးရောအငယ်ရောဖလန်ဖလန်ကိုထားဘုံနေမကြီးကသီလမရှိဖောက်ပြန်တယ်အဲ့ဒါကိုကြည့်ရိုးဘုရားလောက်လာတာကြည်ပင်းကလည်းမြင်နေညီငယ်ဘုရားဘာသာကလည်းမြင်နေဘုရားလောက်ကတော့ဒီဘောပါရမီဖြည့်ထားတဲ့အချိန်လေးကြောင့် तू က तू ကသဘောတွေပေါက်တယ်ဒါကိုနဲ့မဆိုင်ဘူးပေါ့လေကြည်သာဆိုကြည်ပဲကြည်ထားမှာပေါ့အဲ့ဒါကိုညီငယ်လေးကတော့ပညာလို့တော့မသိဘူးဟိုမဟုတ်လာကြပြီ ဟိုမဲ့ဟိုမဲ့မုန်းစင်းနဲ့ကောင်လာပါပြီအခုဟိုမဲ့ထွက်တာပြောတရားမပြောနဲ့ငါညီမပြောနဲ့မင်းအကျိုးမရှိဘူးဘာမရှိဘူးအကျိုးရှိပါမလားဟာမရဘူးဘုရင်တို့ပြောပါမယ်မပြောပါနဲ့ငါညီရဲ့မပြောပါနဲ့ငါညီရဲ့တရက်နှစ်ရက်သုံးရက်လေးရက်ငါးရက်ဆယ်ရက်15ရက်လောက်လည်းရှိတော့အခုကြီးမရဘူးကျွန်တော်ပြောပါမပြောနဲ့ငါကြီးမင်းအကျိုးမရှိဘူးဟုတ်မှန်ပြီးအကျိုးမရှိတဲ့စကားမှန်လားပြည်သားကြီး ပြောမှာပဲကိုကြီးရတဲ့မှန်လို့ပြောတာဘာဖြစ်လဲဆိုပြီးတော့အမေတဲ့ခမရကိုအဖေလိုက်တိုင်မှာမပြောဘူးလားအေးဒါကြောင့်ဘုရားတရားတွေကတာရကတွေပဲအမေတဲ့အဖေလိုက်တိုင်မှာဆိုတော့ပုံလေးမကြီးကဖောင်းတိုင်တာလဲဖာတရမှာလဲအမေနေတိုင်းနေတိုင်းဖလန်းဖလန်းထနေတာကျွန်တော်သိတယ်ဆိုတော့ပုံလေးမကြီးညနာနီးရဲသွား သူ့ရဲ့အာနေချက်မှန်နေတဲ့အခွက်ကိုထောက်လိုက်တော့ညနာပြတ်မသွားဘူးပြတ်သွားပြီးမြင်မြန်အဖတ်ဆိုင်လိုက်ပြုံလိုက်မကြည့်ပြောင်းပြောပြီးအမလီတဲ့ငါဆူလိုက်တာငါမိုက်လိုက်တာငါရဲ့သားငယ်လေးရတော့ငါ့ကိုတရားဟောရတဲ့ဘဝပါလားငါတော်တော်မိုက်တယ်တဲ့ငါသားလေးမင်းပြောတာမှန်တယ်အမီမားတဲ့အမီပြင်းမယ်ဗရိယပရိယဟုတ်တယ်နော် အမရိငါသားငယ်လေးရတော့ငါ့ကိုအဲ့လိုပြောနေရတဲ့အစ်မလားအမေပြေမယ်အမရိငါ့ကိုတော့တရားဟောနိုင်တယ်ငါသားလေးအမရိသားငယ်လေးအမရိတို့လိမ့်ပါတဲ့သားငါလေးလာစမ်းပါလာစမ်းပါဆိုတော့အဖွားအဟုတ်မှလို့ရှေ့တိုးသွားအနာလည်းရောက်တော့လယ်ပြီးဆွဲလိမ့်အတောင်ပိုင်းလေးလိမ့်ချိုးပြီးတော့အဲ့လောက်တော့ရှာရှည်တဲ့ကောင်အဲ့မိဖို့တဲ့ပြစ်ချက်ဟိုမဲ့ပြာဖို့မိတဲ့မှာဖြတ်ဖြတ်နဲ့လောင်ပြီးတော့ညီငယ်လေးပုထ္ထပါဒတည်သွားရှာတယ် အဲ့ဒါဟုတ်မှန်ကျိုးမဲ့သွားပြောလိုက်လို့ဟုတ်တော့ဟုတ်တယ်မှန်တော့မှန်တယ်အကျိုးမဲ့တဲ့စကားသွားပြလိုက်တော့ညီငယ်လေးပြောင်းဦးတယ်မှာဘလဘလန်းနဲ့ဘာဖြစ်သွားတာလဲတည်သွားတာကိုအကိုကြီးလှုပ်တဲ့ရာထာကကြည်နေတယ်ဘယ်လိုမှမကင်နိုင်ဘူးလေဟုတ်တယ်နော်အဲ့ဒါလေတလားလောက်နဲ့ရောက်တော့သူ့အဖေကဘုံသားကြီးကရောက်လာပြီးရောက်လာတော့ဟာအမလေးသားကြီးပဲရှိတယ်ငါသားငယ်လေးဟောသားကြီးဘယ်လိုဖြစ်တာလဲပြောစမ်းမင်းသားငယ်လေးပြောင်းသွားလဲဆိုတော့မှ တို့ဗျာလောင်အရိမာကြည်မင်းကဂါရတဂါရဟောပါတဲ့ဣဒံတိစုပတံဣဇတယေဒဗုဒ္ဓဘာတော်ဝမုံမှုရိဥပကုရိတော်တာတာဖခင်မုံနာကြီးဗဏိဒေနာပညာရှိတဲ့ပုဂ္ဂိုလ်တို့တီကတိစုပတံဣဇတိစ္ဆာနေမှန်သောတစ္ဆာနေသတ်သောဣဒံဣဒံဤသို့သဘောရှိသောဣဒံဣဒံဤစကားကိုတော်မြတ်လည်းပဲ သစ္စုပ္ပဒာဤတဲ့သစ္စာနဲ့မှန်သောဤတဲ့ဤသာဤလိုသဘောဤသောဖြည်ရန်ပြီးစကားကိုတော်မြတော်လည်းပဲနဗနီတဲ့ကောင်းကျိုးကိုမဆောင်တဲ့အတွက်ကြောင့်နဗနီမပြောဆိုရအန္တရာဏိကံကောင်းကျိုးကိုမဆောင်သော အကျိုးမရှိတဲ့စကားကိုတစ္ဆံမံကန်းတဲ့စကားကိုဗနတော်ပြောဆိုသောဗုဒ္ဓဘာတော်ညီငယ်ဗုဒ္ဓဘာသာသည်မုံမူရိပြာဝမိ၌တယတိတယတိအိဝဥဝအိယတကဲ့သို့ငါလည်းပဲ ကောင်းတဲ့ငါလည်းပဲမှန်တဲ့စကားဒီအကျိုးမရှိတဲ့စကားမှန်တဲ့စကားကိုပြောရင်ဒီငယ်ဘုဒ္ဓဘာသာလိုပြာဘူးမိမာအရာလည်းမယ်လို့ဣတိဤသို့ပြောဆို၍ဝနတောသို့ပဝေသီတိကောင်းစွာမဲ့တွင်ဝင်ခဲ့လီတော်တည်း ဖခင်ပုံသားကြီးတဲ့မှန်ပြီးတော့အကျိုးမရှိတဲ့စကားကိုပြောလို့ညီငယ်လေးဟာပြမှုမိမှလောင်ပြီးပြီးသွားရတယ်ကျွန်တော်လည်းပဲတဲ့မှန်ပြီးအကျိုးမရှိတဲ့စကားကိုပြောရင်ညီငယ်လေးတို့ပဲပြပမှုမှပြေးသွားရလိမ့်မယ်။ဒါကြောင့်ပညာရှိဆိုတာဘလောက်ပဲမှန်မှန်အကျိုးမရှိတဲ့စကားကိုမပြောပါဘူးဖခင်ရဲ့။ကျွန်တော်လည်းပဲဒီရက်မှမနေသေးတော့ဘူးကျွန်တော်ကိုလွတ်ပေးပါကျွန်တော်တော်တော်သာဝင်ပြသည်ဆိုပြီးတော့ အဲ့ဒီမှာတောသို့ဘုရားအလောင်းဝင်သွားတယ်။ဒါကြောင့်မလို့ယဟန်တို့တဲ့ဘလောင်းမှန်မှန်အကျိုးမရှိတဲ့ဇကားဆိုရင်မပြောနဲ့။ကိုယ်ကံကြမှာဘယ်ပေါ်မှာဒီရဲ့ချက်ရင်လည်းနောက်တာနှစ်နာရီလောက်ဟောမကုန်တာရကတွေကြံပါသေးတယ်။ဒါပေမဲ့ဇလောင်းနဲ့ဆိုလေပြည့်စုံပါပြီ။မပြည့်စုံဘူးလား။တနာရီခွဲလဲကြော်သွားပြီဗျာ။နော်။အဲ့တော့ဒီနေ့ညဆရာတော်ဟောတဲ့တရားကောင်းစင်တွေကဘာတွေလဲ။ကိုယ်ကံကြမှာ ပါဇက်ပေါ်မှာပြောတော့မယ်ဆိုရင်တတိထဘာစီရဲ့ချမ်းသာပဲပေါ်မှာအမျိုးယုံမြတ်တာပဲပေါ်မှာကုသိုလ်အကုသိုလ်ပဲပေါ်မှာဟုတ်မှန်တိုင်းပြောရမှာလားဘလို့စကားကိုမပြောနဲ့ဟုတ်မှန်ကြုံမဲ့မဆိုးနဲ့ကြိုးကြည့်မှန်ရဆိုလိုက်ပါကိုကံကြမှာ ပါဇက်ပေါ်မှာလို့အဲ့ဒီလူလေးတရားနှလုံးသွင်းပြီးတော့ဝစီကံလေးတွေချိန်နေအောင်ကျူးစားကြဒါလည်းပဲတရားရှင်းနေကြပါပဲကဲဒီလောက်နဲ့ဒီကုန်းဆုံးသတ်မယ်ဒီတိရံသောကနာဒီနာကိုကံဇမပါဇဗ္ဗမဓမ္မဒီတနံတကိဇံယေဝသုတဝါနာသာဓုတာဒုတိပါတထဘုဒ္ဓဓမ္မကြီးကြီးစိတ်ကောင်းဝင်ရည်ဉာဏ်လာကြတဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဒုံမီဓမ္မလူလာကြတဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည် လောကနာရိဏလူသုံးပါးတို့ရဲ့အာရမိပဲကိုယ်ကိုယ်ရာအဖြစ်ဖြစ်တော်မူတဲ့မြတ်စွာဘုရားသည်ဒေဒီတံကောင်းစွာပဲတွေ့ဟောကြတော်မူပါပြီသာသောကိုကံဇမဘဇဗ္ဗမဓမ္မဒေသနံတရားချစ်နေဆိုတာအဓိကကကံသုံးပါးကို ထိမ့်ဖို့ပါပဲဒီနေ့ကတော့ကံသုံးပါးလုံးနဲ့ထိမ့်ကြပါဝစီကံတွေနဲ့ထိမ့်ကြပါတန်တရားလေတဲ့အခါမှာကောင်းတဲ့ကံဇမဆိုးတဲ့ကံဇမဆိုတာကိုပြောတဲ့စကားတစ်လုံးအပေါ်မှာမူတည်ပါတယ် ကောင်းတာတွေပြောရင်ကောင်းကျိုးတွေနောက်ကလိုက်မှာဆိုးတာတွေပြောရင်တော့ဆိုးကျိုးတွေနောက်ကလိုက်မှာလို့တတိပင်းပြီးတော့ထိန်ကြပါလို့တိုက်တွန်းတဲ့အိန္ဒိယဒေသနာတော်မြတ်ကိုတကိစ္စရေဝါကဘုရုဒေသတာလင်တို့ဝနာကြာကြာနာကြာမတကြပြီ၏သာဓုသာဓုဒီမဘောနိဗ္ဗာန်ရပါလို့ဟုဗဒနာပြုတောင်းသူဆိုကသာဓုသာဓုဟု၍ဗဒနာသုံးချိန်ဒုက္ခလုံးပြဟ၍ဆိုလိုက်ကြကုန်ရာတည်း